ဟယ်လို good morning ပါဗျာအဲကျွန်တော်နေချင်းခရိယာပါဒုတိယမွေးချင်းခံပြီးရဲ့ on again မီယိုဖလာ generation 40မြောက်မီယိုဖလာနေချင်းခရိယာဖြစ်ပါတယ်အဲဒီနေရာမှာကျွန်တော်ပြောချင်တာကျွန်တော်ပြောတဲ့မီယိုဖလာဆိုတဲ့နေချင်းခရိယာဘာကြောင့်ထဲ့ထဲ့ပြောနေတာလဲဆိုတော့เนาะမေးထားတဲ့သူရှိလို့ အဲအဲ့ဒါလေးထည့်ပြီးရှင်းပေးတာပါအဲအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပြောတဲ့မီယိုဗလာနေချင်းခရီးယန်ဆိုတာရှင်ဟောခရီးယန်အကန့်ကြီး1အငယ်6 9 8ကိုပြောတာပါနော်ယောဟန်အမိရှိသောသူတယောက်ကိုဘုရားသခင်ဇေလုတော်မူထိုသူအမိပြု၍လူအပေါင်းတို့သည် ယုံကြည်ခြင်းသို့ရောက်မိကြောင်းထိုသူသည်တည့်တေခံဖြစ်လေအလင်းတော်ဤကြောင်းကိုတည့်တေခံခြင်းကလာလာထိုသူသည်အလင်းတော်မဟုတ်ဆိုတော့အဲ့ဒီယေရှုခရစ်တော်ကိုညွန်ပြတဲ့နှစ်ချင်းစရာဗက်ဒီဆန်စရာယောဟန်ရှင်ဝခရအခန်းကြီးတဲ့အငယ်6 9အဲ့ဒီကနှစ်ချင်းခရိယံမီယိုဖလာနှစ်ချင်းခရိယံလို့ကျွန်တော်အဲ့ဒါတည်င်းစကားပါအဲ့ဒါ အဲကျွန်တော်ပြောပြောနေတာအဲ့ဒါဘယ်နှစ်ချင်းခရိယံလဲလို့မေးနေမှာဆိုလို့နှစ်ချင်းခရိယံမှာ68ရာခိုင်နှုန်းပေါက်ပန်းစီပြောနေတဲ့လူတွေရှိတယ်တခြားဂိုင်းကနာတော့ထားလိုက်တော့တခြားဂိုင်းကနာကိုကျွန်တော်မပြောတော့ဘူးနှစ်ချင်းခရိယံပါလို့ပြောပြီးပေါက်ကရပြောနေတယ်ဟောစာဟောစာဟောယုံကြည်သူကိုမပြောဘူးယုံကြည်သူတွေကတော့အလွယ်ရဲ့အာမင်းအာမင်းအာမင်းနဲ့အာမင်းအာမင်းနဲ့တော့ဆိုငရဲလာပါပါ အဲအဲစာဟောပါဆိုတဲ့ဂုရုကြီးတွေပါရဂူကြီးတွေပေါမောခကြီးတွေနော်ရပလန်ကြီးတွေဒေါက်တာဘွဲယူလာတဲ့အနှစ်ချင်းခရိယံစာဟောသင်းအုပ်ကြီးတွေ68ရာခိုင်နှုန်းစောက်တလွဲဟောနေတယ်လို့ဟောပြီးငရဲဖို့နေတယ်လို့အဲ့ဒါကိုပြောနေတာ68ရာခိုင်နှုန်းအကုန်တော့မဟုတ်ဘူးပေါ့ဗျာအဲအချွင်းချက်နဲ့ပြောတာပါဒါပေမဲ့68ရာခိုင်နှုန်းပေါက်ပန်းစေးပြောနေပြီးတော့လူတွေကိုအဲ လှုပ်ရှားနေတာပေါ့ဗျာအဲအဲအဲ့ဒါကျွန်တော်အခုပြောချင်တာဈေးလူချင်း3ပေါ့အဲဈေးလူချင်း part 2ပေါ့ဗျာအဲကျွန်တော်ဈေးလူချင်းအကြောင်းကို interpret လုပ်တာပါအော်ကျွန်တော်တရားမဟောပါဘူးတရားမဟောပါဘူးเนาะအဲလာလာပြီးတော့ဟိုတရားနားထောင်တယ်လို့လာနားမထောင်နဲ့ကျွန်တော်ကအ내ပြန်နေအမှားယွန်းနဲ့အော်ရာတွေကိုထောက်ပြတာထောက်ပြတဲ့နေရာမှာလဲ အဲတန်ဂျုံနဲ့ထိုးတာဟဲ့လားမြစ်တာနဲ့ထောက်ပြလို့မရတော့ဘူးမြစ်တာနဲ့ထောက်ပြလို့မရတော့ဘူးအဲ့ဒါကြောင့်မို့တန်ဂျုံနဲ့ဟိုဟိုတန်ဘူးမီးဖို့တခြင်းရှိုးသလိုအဲ့လိုထိုးနေတာအထိုးနေတာဖြစ်တဲ့အတွက်ခွန်အားရမလားဆိုရင်လမ်းနာမထောင်လဲကျွန်တော်ခွန်အားလည်းမပေးဘူးခွန်အားရကျင်ဟိုအားစေးသွားတော့ချင်ဒီငါဟိုငလားတို့ဒီပင်ငလားတို့ကြားမှချမ်းလာဝမ်းသာပြောရှင်ကခုအဲ့လိုသွားအဲ့မှာခွန်အားရမယ်ပြန်ထွက်လာတော့ဒီတိုင်းကဒီတိုင်းပဲ အဲ့ဒီသွားလိုက်အဲ့ဒီမှာနားထောင်လိုက်ဟာဟာလေလုယာအာမင်ကွာခုံပြီးပြန်လာဒီတိုင်းကဒီတိုင်းပဲဒုံမင်းကဒုံမင်းပဲဟောကျွန်တော်ခုံအားမပေးဘူးနော်ခုံအားပေးနေတာလည်းမဟုတ်ဘူးတမာကျန်းစာဟိုအ내ပြန်လာမှန်ကန်စွာညာတန်ရှင်းသောဝိညာဉ်တော်ရဲ့ပေါ်ပြချက်ကိုနော်မှန်ကန်စွာနားလေဖို့တမာကျန်းစာကိုကျွန်တော်အ내ပြန်နေလိုက်ဖြစ်တယ်မာယုံနဲ့ဩဝါဒတွေကိုထောက်ပြနေတာဖြစ်တယ်ဆိုတော့ကျွန်တော်ဇီလူချင်းရဲ့ part ပတ်တူးပေါ့ဗျာဈေးလူချင်းဆိုတာအနက်ဖော်တာပေါ့နော်အဲ့ဒီပတ်တူးကိုကျွန်တော်အနက်ပြန်ရင်တာဒါပေမဲ့ပြောချင်တာတွေကအများကြီးပဲဗျာဒါပြောပြီးသားတွေလည်းထပ်ထပ်ပြောနေမှာဆိုတော့ဘုံတော့ကလည်းမှတ်မထားနိုင်တော့စာနဲ့မှတ်ထားလို့လည်းမရဘူးကွန်ပျူတာနဲ့ထည့်မှတ်ထားလို့လည်းအဲ့လိုပေါ့ plan ကဘယ်လိုလို plan ကြဒါပြောပြီးပြီးမပြောရသေးဘူးအဲ့လိုဆိုတော့ထပ်နေတာလည်းဖြစ်မှာဆိုတော့ဆိုတော့ကျွန်တော်ဒီဈေးလူချင်းကိုအခု part 2ကိုပြောဖို့အတွက်ပေါ့အဲ ရှေ့က part 1ဆိုတာပြန်နားထောင်ရတယ်အဲနားထောင်ရတဲ့ခါကျတော့ပြန်နားထောင်လိုက်တော့တော်တော်လေးပြည့်စုံနေပြီဖြစ်တယ် part 1မှာလဲအဲအဲ့တော့ပြည့်စုံနေပြီဖြစ်တဲ့အတွက်ကြောင့် part 2 3ပေါ့နော် part A B C အထိသွားလိုက်မယ်လို့ထင်ရပဲねအဲ့ဒီ A မှာတင်ကိုတော်တော် ပြည့်စုံနေပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အခုအချမ်းပြင်းလေးပဲတူတူလေးပဲပြောလိုက်မယ်ဈေးလူချင်းဆိုတာပါလဲဆိုတော့ what began flash ပါလဲ နှုတ်ကပတ်တော်လူစားတိခံယူခြင်းဆိုတာတာဦးကိုဤလောကသို့တွင်းသဖြင့်ဆိုတာ inject လုပ်တာ understanding ကို inject လုပ်တာနားလေဘုရားရဲ့အနန္တန္တဉာဏ်တော်တပ်ပိညုတဉာဏ်တော်ကိုနားလေနိုင်ဖို့လူမှာအုံတော့မရှိဘူးအဲ့လောက်မမှီဘူးမမှီတဲ့အတွက်ကြောင့်မလို့ what become flat ဆိုနှုတ်ကပတ်တော်လူစားတိခံယူခြင်းကိုရှေးလွတ်တာအဲ့ဒါ incarnation မဟုတ် incarnation ဆိုတာကဘာလဲဆိုတော့ ဘေလာဇေဘူးလာဝင်ဘူးလာဖုတ်တစေတရေမကောင်းဆိုးကဝင်ဘူးလာအနတ်ဝင်ဘူးလာမအနတ်ဆိုးဝင်ဘူးလာဘက်ခနဲ့ဝင်ဘူးပြီးတော့လှုပ်ချင်အောင်လှုပ်တယ်ပြီးဘက်ခနဲ့ပြန်ထွက်သွားတယ်အဲ့ဒါ incarnation လို့ခေါ်တယ်နော် what began flesh နှုတ်ကပတ်တော့လူစားတိခံယူခြင်းက incarnation နဲ့ဟမ်စီနဲ့ရေမစင်နဲ့အဲငါပြောပြောရရင်လေအဲအဲ့ဒါနော်အဲ့ဒါ incarnation လို့သုံးနေတယ်အဲ့ဒီ နှစ်ချင်းခရောင်းခွေးတွေကိုပြောနေတာအဲအဲ what began flesh ကို incarnation မှာလို့ပြောပြောနေတယ်ခွေးအဲခွေးတောင်းသားတွေနှစ်ချင်းခွေးတောင်းသားတွေအဲအဲဟိုနေမော်နော် incarnation ဆိုတဲ့ what began flesh ကိုနားမလဲဘူးအဲ့ဒါဇေလူချင်းကျွန်တော်ပြောချင်တာအဲ့ဒါ part b ပေါ့ဗျာအဲဇေလူချင်းဆိုတာ not incarnation နော်အဲဇေလူချင်းဆိုတာ what began flesh what began flesh ဆိုတာကိုးလားလွယ်ဆယ်လားပေါ့ တဖြည်းဖြည်းကြီးထွားခြင်းဖြစ်စဉ်ရှိတယ်ယေရှုသည်ဟလာလူလို့ရှိဘုရားသခင်ရှိမှာလေရှုကအစဉ်တိုင်းကြီးထွားတယ်ဆိုမိဘတို့ရဲ့ကိုးကွယ်မှုဟလာဟမ်ဟဲခရိယံဘာလာမရှိဘူးဘာလာမရှိဘူး ਨੇ ခွေးတွေဦးနေတာဟောင်းနေတာအဲအကြမ်းချမ်းတာဝမ်းသာပျော်ရွှင်ရပေါ့ကခွေးခွေးခွေးတော်သားတစုကအဲအယေရှုကခရိယံမဟုတ်ဘူးခရိယံမဟုတ်ဘူး ਨੇ ဟောင်းတာယေရှုကအဲဂျူဒဇင်ရဲ့အဲ့ဒါဘာသာ ဂျူဒဇင်ဆိုတာခရစ်ယာန်ဘာသာရဲ့အစအဲ့ဒီကယောသန်နဲ့မေရမာရီတို့ရဲ့နော်အုတ်ထင်းမှုအောက်မှာအဲ့ဒီဂျူဒဇင်အောက်မှာအစင်အတိုင်းကြီးတော့အဲ့ဗိမာန်တော်သွားတယ်အဲ့ဒါနော်အေဘရာလီချင်းမင်္ဂလာခံတယ်ဒါရီဟာဘာသာတရားဘာသာတရားထဲမှာအရှင်တိုင်းကြီးထွားတာယေရှုကဘာသာကိုဖြတ်တာမဟုတ်ဘာသာ ခရိယံပါလာမဟုတ်ဘူးယေရှုကခရိယံပါလာမဟုတ်ဘူးခရိယံအကြောင်းပြောတာမဟုတ်ဘူးယေရှုအကြောင်းပြောတာဆိုပြီးတော့ခွေးတော်သားတွေဟောင်းနေတာအဲ့ဒါခွေးတွေခွေးတွေယေရှုကဘာသာတရားကိုမဖြစ်ဘူးမဖြစ်ခဲ့ဘူးဆိုတော့အဇီလုချင်းပေါ့နော်အဇီလုချင်းဆိုတော့ what began flesh not incarnation အဲ what began flesh ဆိုတာကအဲ့တာဥကိုဤလောကသို့တွင်းသဖြင့်ဆိုတာအဲ့ဒါ I send my what and I heal your disease ရှေ့မှာကျွန်တော်ပြောခဲ့ပြီ ်တင်ဤအနာယောဂါကိုငြိမ့်စေခြင်းအလို့ငါငါဤနှုတ်ကပတ်တော်ကိုတင့်ထန်သောငါစေလွတ်တယ်ဆိုတာအဲ့ဒါပုဂ္ဂိုလ်သုံးပါဘုရားသုံးစုမဟုတ်နော်ပုတားတော်ကိုခမဲတော်ပုဂ္ဂိုလ်တပါးကနေပြီးတော့နော်အတိအကျပုဂ္ဂိုလ်တွေကိုယ်ဝဲတယ်ရနေဒီလိုဈေး assistant အဖြစ်လွှတ်လိုက်တာမျိုးမဟုတ် I send my what and I heal your disease ငါနှုတ်ကပတ်တော်ငါစေလွတ်တယ်အဲ့ဒါပါလဲဆို what began flesh ကိုပြောတာ what began flesh ဆိုတာပါလဲဆိုတော့ ယေဟောဝါယာဝေအီလိုဟင်းဆိုတဲ့ယေဟောဝါယာဝေအအထက်ထပ် prediction လုပ်ထားတဲ့နှုတ်ကပတ်တော်ပြည့်စုံလာတာအဲ့ဒါဟမ် self manifestation သူကိုယ်သူ revelation လုပ်တာသူကိုယ်သူထုတ်တာ ထုတ်ဖို့ပြတာဟမ်အဲ့ဒါအသွေးသွန်လောင်းခြင်းပရိရင်အတွက် လူဇာတိခံယူတာအဲ့ဒါလူဇာတိခံတယ်ဆိုတာလူကချိန်ချင်းခံရတဲ့အာရုံနဲ့အေးဝါးရဲ့ချိန်ချင်းအမင်္ဂလာရဲ့ humanity ဆိုတာ ခတ်စ်ထဲမှာနစ်နေတဲ့အဲ့ဒီ humanity ကိုလူစားတီခံလာတဲ့အတွက်ယေရှုဟာကြင်ချင်းခံရတယ်ဆိုပြီးတော့အဲပေါပန်းစီခွေးတွေကနားမလဲဘူးအဲ့ဒါကြင်ချင်းခံရတယ်ဆိုတော့ဘာကိုပြောတာလဲသူခမီးတော်ဖေဘွားကဒါတော့ဖေဘွားကိုကြင်နာကိုပြောလူစားတီခံယူတာကိုပြောတာ what's begun flat ဆိုအဲအဲ့ what's begun flat ဆိုဇေလိုချင်းဖြစ်တယ်ဟောအဲ့ဇေလိုချင်း အထက်ထပ် prediction လုပ်ထားတဲ့နေရာမှာဇေလုချင်းရဲ့ prediction ပေါ့နော်ကြိုတင် prophet ပြုချက်တွေအများကြီးရှိတယ်ဇေလုချင်းကကိုယ်တိုင်လာတာယေဟောဝါရောက်အလိုဟင်း why is to wish ကိုယ်တိုင်လူစားတိခိုင်းယူလာအဲ့ဒါကြိုတင် prediction လုပ်ထားတာဓမ္မဟောင်းကျမ်းမှာနော်ကျွန်တော်တခုပဲဆွဲထုတ်ပြလိုက်တော့အဲ့တော့အကြီးဆုံး prophet prophet ပြုထားတဲ့ဟာပေါ့နော်ဒါ what began flash ကို prophet ပရောဖက်ပြုတ်ထားတဲ့ဟာဘာလဲဆိုတော့ယေဇကျေလအနာဂတ်ကျမ်း38မှာအဲ့ဒါကဇီလူချင်းပဲအဲ့ဇီလူချင်းကိုအနက်ဖော်တဲ့ကျမ်းချက်တွေအများကြီးရှိတယ်နော်အဲ့ဒီမှာလူဇာတိခံယူတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေခံလာဟာယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကိုနော်ကြိုတင်ပရောဖက်ပြုတ်ထားတယ်အဲ့ဒါယေဇကျေလ38မှာနော်တပန်ထာဝရနည်းနည်းဖတ်ပြလိုက်မယ်ဗျာထာဝရဘုရားကြီး တပန်တာဝအပြားကြီးလက်တော်သည်ငါအပေါ်မှာရှိရေဆိုလက်တော်ဆိုတာပါလား Holy Spirit ဆိုပြောတာနော်ဟမ်ကျွန်တော်ရှေ့မှာရှင်းခဲ့ပြီဟမ် part A မှာရှင်းခဲ့ပြီဇေလူချင်း part A မှာရှင်းခဲ့ပြီနော်တာဝအပြားကြီးလက်တာဝအပြားကြီးလက်တော်သည်ငါအပေါ်မှာရှိတယ်ဆိုတော့ analogical analogical language symbolic language နော် figurative language spiritual language နဲ့ပြောတာလက်ကြီးကိုပြောတာမဟုတ်ဘူးเนาะဘုရားတော်ဝဘုရားမှာအခန္ဓာရှိတယ်လို့ပြောတာမဟုတ်ဘူးအဲတော်ဝဘုရားရဲ့လက်တော်ဒီငါ့ဘုံမှာရှိပြီဝိညာဉ်တော်အားဖြင့်လည်းငါ့ကိုအပြင်သို့ဆောင်သွားလေတဲ့အယိုးတို့နဲ့ပြည့်တော်ဂျိုင်းအလယ်မှာထားပြီးလေထိုအယိုးတို့ပတ်လည်နဲ့လျှောက်သွားတော်စီတော်မူ၏ထိုဂျိုင်းမျက်နှာပြင်၌လည်းများစွာသောအယိုးတို့သည်ရှိအလုံး တွေ့ချောက်ကြဤထာဝရဘုရားကလည်းအချင်းလူသားဤအယိုးတို့ဒီအသက်ရှင်နေသလောဟုမေးတော်မူလေငါအရှင်ထာဝရဘုရားကိုတော်တည်တော်မူသည်ဟုလျှောက်လေထာဝရဘုရားကလည်းဤအယိုးတို့အပေါ်မှာပရောဖက်ပြု၍ဟောဝါမိမှာအိုဤအိုတွေ့ချောက်သောအယိုးတို့ထာဝရဘုရားဤအမိန့်တော်ကိုနားထောင်ကြလောဤတွေ့ချောက်သောအယိုးတို့ဟာ အရှင်ထာဝရဘုရားမိန်တော်မူကငါဒီတင်တို့အထဲသို့အသက်ကိုတွင်းသည်ဖြင့် inspiration နော်အသက်ကိုတွင်းသည်ဖြင့်ဆိုတာအဲ့ဒါတာဦးကိုတွင်းသည်ဖြင့် what began flesh နော် inspiration ကိုပြောတာအဲ့ဒါနှုတ်ကပတ်တော်လူစားဒီခံယူခြင်းဇေလွတ်ခြင်းကိုအဲ့ဒါပြောတာအဲ့ဒါတိကျတပါးကိုလွတ်တာမဟုတ်ဘုရားသုံးပါးပုဂ္ဂိုလ်သုံးပါးမဟုတ်နော် I send my word and I heal your disease ဆိုတာနော်ဇေလွတ်ခြင်းနေအများကြီးနော် ကိုရောတဲ့ကိုရောကျွန်တော်ကျွန်တော်ရဲ့အိမ်အမိုးအောက်သို့ဝင်ဝင်ဖို့ရတဲ့မသိမအောင်ပေါ့နော်မထိုက်တန်ပါဘူးပေါ့နော်ကိုရောပျောက်ပြီလို့ပြောလို့ရှိရင်အဲကျွန်တော်ရဲ့အဲဝင်တန်းကပျောက်မှာပါဆိုပြီးတော့ရောမစစ်သူကြီးကသူ့ဟာတေလူဇဲဖြစ်နေတဲ့ဟာကိုယေရှုခရစ်တော်မှာတောင်းတဲ့အခါမှာတင်သွားတော့တင်းအနာရောတင်းသားအနာငိမ့်ပြီဆိုပြီးတော့အဲအဝေးကနေ remote control နဲ့ ဈေးအဲ့ဒါဈေးလို့ချင်းအဲ့နော်နော်အဲ့ဒါအနာရောဂါညင်းချင်းကိုလွတ်လိုက်တာအဲ့ဒါအဲ့ဒါဈေးလို့ချင်းနော်ဈေးလို့ချင်းဆိုတာပုပ်ကိုတပါးကိုလွတ်တာမဟုတ်ငါနှုတ်ကပတ်တော်ဈေးလွတ်လိုက်တယ်တင်းအနာရောဂါညင်းစေခြင်းလို့ငါငါဤနှုတ်ကပတ်တော်ကိုတင့်ထန်လို့ငါဆိုလို့တယ် I send my word and I heal your disease ဆိုအဲ့ဒါဖျက်ပွားမဟုတ်နော်လူစာတိခံယူတယ်နှုတ်ကပတ်တော်ပြောတာ ။ဒါဘက်အဖျားဤဒါဘက်ဖျားကလည်းဤရိုးတို့ပုံမှာ prophet ပြုပြီးဟောရမြို့မှာ OE 6တွေ့တော့တော့အယိုးတို့ဒါဘက်ဖျားဤအမိန်တော်ကိုနားထောင်ကြဤ6တွေ့တော့အယိုးတို့ကအရှင်ထားဝဲဖျားမိန်တော်မူစရာငါဒီတင်တို့အထက်သို့အသက်ကိုတွင်းနေ inspiration ကိုပြောတာ။တင်တို့ဒီအသက်ရှင်ရကြပြီ။အလူဇာတီခံယူတဲ့နှုတ်ကပတ်တော်ရဲ့ process ကိုပြောတာ။အဲ့ဒါကြိုတင် prophet ပြုတာ။နော် literally အနက်ပြန်လို့မရအောင်နော်အဲ့ဒါ figurative language စံပိုးလေး language နော် spiritual language တွေနဲ့ ပြောထားတာဖြစ်တယ်။၆သိဆိုအယူကထာဝရပြန်မင်းတော်ဟုတ်တယ်ငါဒီတင်တို့အထဲသို့အသက်ကိုသွင်းတဲ့ဖြင့်တင်တို့ဒီအသက်ရှင်ရကြတယ်ပြီ။တင်တို့အပေါ်မှာအကျော်တို့ကငါတင်၍အသားတက်ရှင်ပြီးအရေးဖုံးလွှမ်းတက်ကိုတွင်းသဖြင့် inspiration ကိုထပ်တလဲလဲပြောနေတာတင်တို့အသက်ရှင်ကြရဲငါဒီထားဝဲကဖြတ်ဖြစ်ကြောင်းကိုတီးကြလိမ့်မယ် what began flash လူစာတိခိုင်ရဲနှုတ်ကပတ်တော် Jehovah Yahweh Elohim ဆိုတဲ့ YHWH ခရစ်တော်ရဲ့ခန္ဓာ အဲ့ဒါ self manifestation self manifestation self revelation ဘုရားသခင်ကသူ့ကိုသူ revelation လုပ်တာထုတ်ဖော်တာ manifest လုပ်တာအဲ့ဒါယေရှုခရစ်တော်ရဲ့ခန္ဓာနဲ့ manifest လုပ်တာဖြစ်တယ်အဲ့ဒါဇီလူချင်းလို့ခေါ်တယ် I send my word and I heal your disease ဆိုဖျက်ပွားဖို့လွတ်လာမဟုတ်ဘူးသူကိုယ်တိုင်ဖြစ်တယ် ပရောဖက်ပြုစင်တယ်တဲ့အသက်ကိုသွင်းပြီးသူတို့ဒီအသက်ရှင်ရရတဲ့ငါဒီထာဝရဘုရားဖြစ်ကြောင်းကိုသိရလိမ့်မယ်ငါကုံမြင်တော့သူကခမီးတော်ကိုမြင်တယ်ဟဲ့ခမီးတော်ပြုတော်မူတော်မူငါသာပြုတယ်တဲ့ဤဒေသနာငါဤဒေသနာမဟုတ်တဲ့ခမီးတော်ရဲ့ဒေသနာအဲ့ဒါကိုပြောတာ self revelation ကိုပြောနေဟုတ်လားနာဒီထဝဲဖြတ်ဖြစ်ကြောင်းကိုတည်ရလိမ့်မည်အဲ့ဒါ world began flash ဆိုတာလူစားဒီခံပြီးနှုတ်ကပတ်တော်ယေဟောဝါရာဝဲအခြားသူဖေဘွားမဟုတ်အဲ့ဒါ Elohim ဆိုတဲ့ YHWH Yehova Yahweh ရဲ့ခန္ဓာနှုတ်ကပတ်တော်လူစားဒီခိုင်ယူတာ not incarnation တော့ not incarnation တော့ incarnation လို့သင်နေတဲ့ခွေးမင်းတို့သွားမင်းတို့လည်းအာမင်းတို့ဟာအဲ what we can flash ah incarnation မဟုတ်ဘူးเนาะအဲအဲ့ဒါ incarnation ဆိုပြီးဘုကဝင်စားခြင်းကိုသင်နေတဲ့ခွေးတွေအဲတတိထားကြเนาะအဲ ဥမာထားတော်မူသည့်အတိုင်းငါသည်ပရောဖက်ပြု၏ဤပရောဖက်ပြုစဉ်တွင်အတံမြေလှုပ်ရှားခြင်းရှိအယိုးတို့သည်တစ်ခုနည်းသို့တစ်ခုချင်းကြ၏ငါကြည့်ရှုစဉ်တွင်အကျောတို့သည်ပေါ်လာ၏အသားလည်းတည့်၏အရေးဖုံးလိုက်တို့ရတဲ့အသက်မရှိဒါဝဲအဖျားကအချင်းလူသားရဲ့လေအားပရောဖက်ပြုလို့ prophecy ဆိုတာ inspiration နော် prophet ပြုလို့အဲ့ဒါ what began flash ကိုပဲပြောနေတာပေါ့နော်ဇေလူချင်းကိုကျွန်တော်ရှင်းပြနေတာအဲကျမ်းစာတစ်ချက်ကလေးပဲတုံးပြီးတော့နော်အများကြီးပဲရှိတယ်နော် အရှင်သာဝတ်ဘုရား၏အမိန့်တော်ကိုလေအားဖြင့်နဲ့ဆင့်ဆိုရမည်မှာအိုလေဤအရက်လေးမျက်နှာတို့မှလာ၍ဤအသေးကောင်တို့သည်အသက်ရှင်မည်အကြောင်းသူတို့အပေါ်မှာမှုတ်လောဟုမှားထားတော်မူသည့်အတိုင်းငါသည်ပရောဖက်ပြု၏လေသည်သူတို့အထဲသို့ဝင်သည်ဖြင့် inspiration လေဆိုတာပါလေသည်အလိုရှိသည့်အတိုင်းတော်လာ၏လေဤအတန်ကိုသင်သည်ကြားတော်လဲအဘယ်ရက်ကဖြစ်သည်ကို အဘေရကလာပြီအဘေရကဖြစ်ဒီကိုသင်တို့မသိကြဟာ what we can flash တုတ်ကပတ်တော့လူစားဒီခိုင်ကိုချင်းအဲ့ဒါရောတုံးတုံးပါလေးအတန်ကိုသင်ဒီကြားလေးဒီအဘေရကလာဒီကိုသင်ဒီမသိနိုင်ခဲ့သူတယ်ဒုတိယမွေးရင်ဘောင်းနဂန်းတို့ထို့သူဖြစ်လိမ့်မယ်ဒါဒုတိယမွေးခြင်းဆိုတာဝิญဉ်နဲ့မွေးဖွားခြင်းကိုဘယ်လုံးမှမသိနိုင်ဘူးသူအလိုရှိတဲ့အတိုင်းသွားလာအဲ့ဒါ inspiration ကိုပြောတာဟမ် ပရောဖက်ပြုရဲ့လေဒီသူတို့အထဲသို့ဝင်သဖြင့်လေသူတို့သည်အသက်ရှင်ရတဲ့အလွန်များသောဘိုးကြီးဖြစ်လေမတ်တန်နေကြ၏အဲ့ဒါရေစလီလာ38နော်အဲ့ဒါအငယ်တစ်ကနေပြီးတော့14 15ပေါ့ဗျာအဲ့တခန်းလုံးပဲအဲ့ဒါ World Vegan Flash ကို prediction လုပ်ထားတာကြိုတင်ပရောဖက်ပြုတာအဲ့ဒါဇေလူချင်းဆိုတော့အာကျွန်တော်ပြောတာအာအဲ့ဒါ ငါခမီးတော်ဒီငါထက်သာကြီးမြတ်တော်မူ၏ဆိုအဲ့အဲ့ဒါလေးကျွန်တော်ရှင်းရတယ်နော်ငါခမီးတော်ကငါထက်သာကြီးမြတ်တော်မူ၏ဆိုအဲ့ဒါလေးကိုကျွန်တော်ရှင်းရင်တာငါခမီးတော်ဘာကြောင့်ငါထက်သာကြီးမြတ်တယ်ဆိုတာဒါဖေဘွားကိုပြောတာမို့အဲ့ဒါကိုဘာနဲ့သွားပြီးတော့ကျွန်တော်ချိန်ရမလဲဆိုတော့ရှင်ရောက14 28မှာငါခမီးတော်ဒီငါထက်သာကြီးမြတ်တော်မူ၏ထိုမှုကရောက်တော့ကား တင်းတို့ဒီယုံကြည်စေရင်းနဲ့ယခုပင်ငါပြောနေပြီဆိုထိုးမှုရာရောလာနေတယ်အာငါခမိတော့ငါထဲတာရေးကြီးမြတ်တယ်ဆိုတော့ဘာကိုပြောတာလဲအဲ hypostatic union လို့ဒါဟိုဓမ္မပညာရှင်တွေကဒီလိုအ내ဖွင့်တယ်ပေါ့နော်ဘာဆိုခမိတော်နဲ့သားတော်ဆိုတာဘယ်လိုလဲဆိုတော့ hypostatic ဆိုရင်ယေရှုခရစ်တော်ရဲ့ ခမိငါဒီငါခမိတော်နဲ့တလုံးတဝရရှိတယ်ဆိုတာအဲ့ဒါခရစ်တော်နဲ့ယေရှုကို hypostatic ယူနေရလို့ပြောတော့မဟုတ်ခရစ်တော်ဆိုတာလူစားဒီခိုင်ရနှုတ်ကပတ်တော်ယေဟောဝါယာဝေနာဝိညာဉ်ဘုရားတခင်တွေ့ထိဖယားလို့မရတဲ့နာဝိညာဉ်ဘုရားအဲ့ဒီဖယားတခင်ဟာငါနဲ့အတူရှိတယ်ဆိုတာဒီလိုပုကဝင်စားတာကိုပြောတာမဟုတ်အဲ့ဒါ what began flesh ကိုပြောတာနှုတ်ကပတ်တော်လူစားဒီခိုင်ယူခြင်းပြောတာ not incarnation တော့ incarnation လို့ပြောတဲ့ခွေးတွေအဲ့ဒါခွေးတွေ မရဘူးနေတာအင်ကာနေရှင်းမဟုတ်အင်ကာနေရှင်းဆိုတာပူကဝင်စားခြင်းခန္ဓာမရှိတဲ့ဝိညာဉ်ဟာဝိညာဉ်ဇိုးဟာခန္ဓာရှိတဲ့လူအထဲမှာပူကပ်ပြီးအလုလုတာနော်အဲ့ဒါကိုအင်ကာနေရှင်းနတ်ပူတာဆုံးကဝေပူတာဘီလာဇေပူလာဝင်ပူတာကိုအင်ကာနေရှင်းလို့ခေါ်တယ် what be gan flesh အင်ကာနေရှင်းမဟုတ်အဲ့ဒါ only be golden sun တပါးရှိတယ်တပါးဒီသောသားတော်ပဲရှိတယ် အဲ့ဒါ what began flesh ဆို immaculate conception အပြစ်မဲ့ပရိသေဆွဲဥရှင်ရှိတယ်တတော်သမီးကညာစိတ်ဆက်ကြောင်းလန်းထားတဲ့တတော်သမီးကညာဖြစ်ရမယ်အဲ့ဒီထဲမှာ immaculate conception အပြစ်မဲ့ပရိသေဆွဲယူပြီးတော့နော်ကာမဆက်ရှိခြင်းမဟုတ်ပဲနဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့ omnipresence နော်အားဖြင့်နော် immaculate conception အပြည့်မဲ့ပရိသတ်တွေဆွဲယူလူစားဒီခံယူလာတယ်နှုတ်ကပတ်တော်ယေဟောဝါယာဝေခန္ဓာအဲ့ဒါ bodies of christ အဲ့ဒါ word began flesh process လို့ခေါ်တယ်နော်အဲ့ဒါကြောင့်ငါခမီးတော်ဒီငါအထက်တာရေးကြီးမြတ်တော်မူသည်ဆိုတာအဲ့ဒါရှင်ဟောခရအခန်းကြီး28ခန်းကြီး24အငယ်28ပေါ့နော်အဲ့တော့တိုးဆိုတဲ့တိုးအ내ဖွင့်တဲ့နေရာမှာရှင်ဟောခရအခန်းကြီး24အဲ့ဒီ reference ပေါ့နော် reference bible verses အဲ့ အဲ့ဒီနှစ်ခုကိုချိန်တဲ့အခါမှာလိမ့်လို့တဲ့အခါမှာဘာဒီစကားကဘာကြောင့်ပြောရလဲဆိုတော့အဲ့ဒါငါခမီးလို့ငါထက်တားကြီးမြတ်တော်မူ၏ဆိုတာရောဆက်လေး28မှာအဲ့ဒါဘာပြောဖေဘွားကိုပြောတာမဟုတ်လေအဲ့ဒါခမီးလို့ယေဟောဝါရှားဝေးဆိုတာနံဝင်းရှင်ဘုရားတခင်ဘယ်သူမှတွေ့ထိဖေရားလို့မရအောင်အဲ့ဒါဖေဘွားလည်းမဟုတ်အဲ့ဒီဖေရားကလူအဖြစ် manifest self manifestation self revelation လို့တာ အဲလူစာဒီခံယူလာပြီဆန်းရှစ်ဒါရဲ့အဖြစ်တော်ဤလောကလို့တွင်လာအဲ့ဒါဇေလူချင်းလို့ခေါ်တယ်ဇေလူချင်းဆိုဖယေဘွားတော်ဘွားကိုလွတ်တော်မူကိုကိုကိုတိုင်တယ်ကျင်းစုသောတရားစကားဒီငါနှုတ်မှထွက်သည်ပြီအဲမပြည့်စုံပဲမနေရဆိုတဲ့ကိုကိုကို variety variety i say to truly truly i say to you ဆိုငါအမှန်ကန်ဆိုဒီကားဆိုကိုကိုကို အပေါင်ထားတာအသက်ကိုအာမခံထားပြီးတော့ ကိုကိုကို revelation လို့တာအဲ့ဒါကိုပြောတာဖယေဘွားကိုလွတ်လိုက်တာမဟုတ်ဘူးဒါကတော့ဖယေဘွားမဟုတ်ဘူးနော်အခမဲတော်ဟာ lose a pin net immaculate conception လို့ပြီးတော့အပြစ်မဲ့ပရိသေဆိုရူလူအပြစ်နဲ့ထင်ရှားပေါ်ပြတဲ့အယိုးသားအသွင်းနဲ့ပြည့်စုံတဲ့ဘုရားသခင်ခံတာအဲ့ဒါ body of Christ ယေရှုခရစ်တော်ဆိုတော့အဲ့ဒါကိုဇေလူချင်းလို့ခေါ်တယ်ငါခမီးတော်ငါထက်တာယူကြီးမြတ်တယ်ဘာကြောင့်လဲလူဇာတိခံယူ sonship ပို့ပေးတဲ့အတွက်ကြောင့်မလို့သူက ကြီးမြတ်တယ်လို့ပြောတာနှစ်ပါးမဟုတ်ဖရဲဘွားမဟုတ်နော်ဘာလို့ငါသွားမယ်ငါပြန်လာမယ်ဆိုငါဒီသွားရင်တင်းတို့နေစရာအရက်ကိုပြင်ဆင်ခြင်းကငါဒီသွားတဖန်လာပြရင်ငါရှိရရဲ့နိုင်တင်းတို့ငါနဲ့အတူရှိနေစရာငါထန်လို့တင်းစေအဲ့တော့ what began flash ကိုပြောတာနှုတ်ကပတ်တော့လူစားဒီခံယူခြင်းကိုပြောတာရေစကြေလအများကြီးပဲဒီဓမ္မဟောင်းမှာ နော်ဒီ World Vegan Flash ကိုကြိုတင် prediction လုပ်တာ prophecy လုပ်တာလူစားဒီခံယူလာမယ်ဆိုတော့ prophecy လုပ်တာအဲ့ဒါအောင်ညွန်နေတာဂျူးတွေอ่ะအဲ့ crypto ဆိုတာရေဟောဝါယာဝေလူအဖြစ်နဲ့ကြွားလာမယ်ဆိုတော့သူတို့ယုံဒါမဲ့ယေရှုကိုမယုံတာယေရှုက crypto ဟုတ်တယ်မဟုတ်ဘူးဆိုတော့မယုံတာယနေ့အထိမယုံတာယုံတဲ့လူတွေတည်းရှိတယ်ယုံရင်ပြီးသွားပြီဂျူးကယုံလိုက်အဲ့ဒါကိုပဲပြောတာနော်ခမည်းတော်တာတော့တန်ရှင်းသောဝိညာဉ်တော်ဆိုတာဒီပုံကိုတုံပါဘုရားသုံးသူမဟုတ် soft revelation တွေဖြစ်တယ် soft revelation ဆိုတာဘုရားသခင်ကလူကို communicate လုပ်တာလူကိုဆက်သွယ်တဲ့အခါမှာအဲကျွန်တော်ဟိုတစ်ခေါက်ကပြောသလိုပေါ့နော်အဖေကသားတမီးကိုဆက်သွယ်တဲ့အခါမှာအဖေနဲ့တမီးဆိုပြီးဆက်သွယ်တယ် father အဖြစ်ဆိုတဲ့အဖေကနော်သူ့ရဲ့မိန်းမဇနီးမယားကိုဆက်သွယ်တဲ့အခါမှာလင်မယားအဖြစ်ဆက်သွယ်တယ်အဲဒါပေမဲ့အဖေကတယောက်တည်းအဖေနဲ့ရောမဟုတ်နော်မြီးကိုဆက်သွယ်တဲ့အခါမှာအဖိုးအဖြစ်နဲ့ဆက်သွယ် ဒါပဲလေအဖေက၃ယောက်မဟုတ်တယောက်တည်းပဲဖြစ်တယ်နေလိုပဲနေရ အလင်းအပူစွမ်းရင်ဟာအဲ့ဒါတပားစီမဟုတ်ခွဲထုတ်လို့လည်းမရငကိုတည်းကလည်းမကွဲဘူးနေလိုပဲအဲ့ဒါတော့